ဇောကြီးဆရာတချင်းလေးရဲ့နာမည်ကဟုတ်ကဲ့ရွာตาယာတချင်းနာမည်ကိုရွာตาယာဟုတ်တယ်ဟုတ်ကဲ့ကိုရကိုရောင်ဖွဲခွာပြီးတော့ဟုတ်ကဲ့တနေတကြီးမှာမိမိတို့ကြွန့်ကျင်ရဘာသာရက်နေသွားလာလှုပ်ရှားလှုပ်ခဲစားပေါက်ပြီးတော့ပြည်ရဝန်းစားကြောင့်ဟုတ်ကဲ့ရွာကိုလည်းခွဲခွာကြရတယ်တပ်ဖို့ဆရာကြီး ရွာကိုခွဲခွာရသလိုရွာမှာကြံခဲ့တဲ့တငေချင်းတွေကိုလည်းပဲခွဲခွာခဲ့ကြရတယ်ဟုတ်တာပေါ့ဘယ်လိုပဲခွဲခွာခွဲခွာလာကြရပြီမဲလို့ကိုစုံရေးဆရာကိုရက်ကိုရွာဆိုတာမင်းနိုင်ကောင်းသောအရာမဟုတ်ပါဘူးလူဟာမပြောပါနဲ့ဆရာရေအဲနွားများတောင်မှအချိန်ကြာတော့ချီးကြိုင်ကိုအမှတ်ရကြသေးတာပဲ ဒီဒီသဘောပဲဟုတ်ကဲ့ကိုရဲ့မွေးရက်မြေချက်မြုပ်ဇာတိဆိုတာမိပြောက်ကောင်းသောအရာလဲမဟုတ်တလို့မိနိုင်သောအရာလဲမဟုတ်ပါဘူးဘယ်မိနိုင်တာမလို့ကိုရဲ့ရွာကိုတငယ်ချင်းတွေကိုခွဲခွာပြီးတော့မြို့ကြီးပြည်ကြီးမှာစီးပွားကြီးရှာကြီးပွားချမ်းသာနေကြတာမှန်ပေမဲ့လို့အချိန်တန်တော့ရွာကိုပဲလွမ်းကြရတာပါဘူးဗျာဟုတ်တယ်ဟုတ်ပြီနော်ဟုတ်ကဲ့ဟောရွာမှာအလူပွဲရှိတယ်ယခုလူပေါ်လီ ကထင်းဘွေကြီးပြုတ်လို့တဲ့အတန်ကြာတော့ရက်ဝေးမှာရောက်နေရပြီမင်းတို့ရွာရဲ့စိတ်ကတဖွာဖွာပေါ်ပေါက်လာတော့ရောက်အောင်ပြန်ခြင်းတဲ့စိတ်တွေဟာလည်းတဖွာဖွာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဟုတ်တာပေါ့ထွန်းနစ်တူစွာပဲတဲ့ကိုဆိုရင်ဟုတ်ကဲ့ကျွန်တော်ရဲ့ဘွေရဲ့ဇာတိဆိုတာကလည်းအဲမဘွေတိုင်းကျင်တဲ့ညောင်းမြို့နေ ရှိကုန်းအုပ်စုမြောင်ကုန်းဆိုတဲ့ရွာဟာကျွန်တော်ကိုမွေးထုတ်လိုက်တဲ့ရွာပါကြည်လက်တော်ရွာလေးတေရွာပေါ့ဇနဘုတ်ရွာလေးတေရွာမှာကျွန်တော်ကြီးပြင်းလာရတာပါဟုတ်ကဲ့ကျွန်တော်ဆက်သက်နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေကိုလမ်းခွဲလာခဲ့ဟုတ်ကဲ့နှစ်ပေါင်းတောင်ကြာလာပါဟုတ်တာအဲ့ဒီမှာကိုစိုးရဲ့ပြောပါမိုးရင်ကာလရောက်လို့မိုးလီးတွေမြဲတစ်ပြိုင်ပြိုင်ကြာလာပြီဆိုရင်လေရွာကိုလွမ်းတလို့လို့ ယောဂတငယ်ချင်းတွေတရိယာတလို့လို့လဲတလက်လက်ခံစားခဲ့ရတာအမှန်ပဲဗျာဟုတ်တာပေါ့ဗျာဩခုလောက်ဆိုရင်ငါတငယ်ချင်းလေးယောမာမိုးဦးကြီးကြတော့ထွေကြီးပြင်းလို့လေခွင်းနေထဲမှာရွှင်နေဘွက်တည်းကျွဲ့နေနွားနေဖက်ယုံမီရှာပါရော့လားဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့ဩတို့ရပါလီဒီလောက်ဆိုရင်ဘလောက်ညာตายာနေတယ်လေလို့ မှန်းမြော်ပြီးကြည့်ပြီးတော့လွမ်းခဲ့ရတယ်အချိန်ချိန်မှာပဲကြပါဗျာလူတဲ့လူတဲ့ဟာကိုကျွမ်းကျင်တဲ့ဘာသာရက်နဲ့အသက်မွေးဝမ်းကြောင်းပြုနေရပေမဲ့လို့ရွာမှာရှိတဲ့ငွားမကြံနေခဲ့တဲ့တငယ်ချင်းတွေနဲ့အတူရွာနဲ့အတူကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေကိုတစ်ခါတစ်ခါမှပြောမပြတတ်လောက်အောင်ကိုသတိရတယ်ခံစားရတာပဲငယ်ကချစ်ခဲ့ကြတယ်တငယ်ချင်းတွေယခုလိုပြန်တွေ့ရတဲ့အခါကျတော့ပဇော်ရဲ့ပြောပါ တတန်းသားသားနဲ့လွမ်းခဲ့ရတာဒီဇွတ်ဇွတ်တရားဆိုရင်ဒီတချင်းလေးဟာကျွန်တော်ရဲ့ဘဝမှာအမေနဲ့လက်ကင်ထားပြီးမိမရတဲ့တချင်းလေးပါဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့အခုတော့ဆိုရင်တို့ရွာလေးအตายာနေလောက်ပြီကွာဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့ဘောပဲဒီနန်းလေးตายာဝါပြောလို့ကြီးလေကျမ်းမာကြီးစေကန်းတွေနဲ့စာသင်ကျောင်းတွေနဲ့လျှက်စင်မီအောင်တထိန်ထိန်နဲ့ ပေါ်တို့ရွာလေးထွတ်တက်နေပါပေါ့လားတို့ရွာလေးตายန်နေပါပေါ့လားလို့ရွာနဲ့ရွာမှာရှိတဲ့ငွေချင်းလို့လွမ်းစွတတိယအနေနဲ့ဟုတ်ကဲ့ချုပ်ဒီသချင်းလေးဆက်ပြီးခန်းစားဆိုပြအောင်မယ်ဗျာရွာตายာရွာตายာမောပြဆုံးဒီဝါ သနေတော့လားမိုးလုံးချိုကြလေးစစ်ရှိတိုင်းဘလာတခွင်ဆိုင်လို့လားဟောလွန်တရပကြီးကတီထားသည်ပမာကိုရရဒီချီဒီကာလာမှာမိုးချသည်ခါလေခွေတွင်ထွေးဤ ီရရရှာရှွလွန်တွင်ရဲ့မှာသက်စင်းကသူသူငါငါဒီနေ့တိုင်မမေ့နိုင်ကိုစိတ်ထဲတငယ်ချင်းများကိုအမင်းမြေရောက်ငါသာလွန်လို့ပဲရှိလာတို့ရလီตายา